ဘေဘီလေးတွေကိုစတော်ဘယ်ရီကြည့်ရမယ်ဆိုလို့ရှိရင်เนาะဒီဗီဒီယိုလေးကိုအရင်ဆုံးကြည့်လိုက်ပါเนาะစတော်ဘယ်ရီဆိုတာကလူကြီးရောကလေးပါနှစ်သက်တဲ့အသီးလေးတစ်မျိုးဖြစ်ပါတယ်เนาะဒီလိုမျိုးအယောင်သွေးနဲ့အရသာကပါနှစ်ချိုက်စရာစတော်ဘယ်ရီလေးကိုဘေဘီလေးတွေကိုကျွေးလို့ရလားနောက်ပြီးတော့ဘာတွေသိထားဖို့လဲဆိုတာကိုဒီဗီဒီယိုထဲမှာပြပြပေးသားမှာဖြစ်ပါတယ်เนาะညီမရဲ့ဗီဒီယိုလေးကိုမစားခင်မှာညီမရဲ့ channel လေးကို subscribe လုပ်ပြီးတော့ဘေးနာ notification bell လေးကိုပါ on ခဲ့ပြီးမမေ့ပါနဲ့ရောရှင် တွေကိုဘယ်အချိန်မှာစတော်ဘယ်ရီသီးစကြည့်လို့ရလဲဆိုတာကိုပြပြပေးပါမယ်နော်စတော်ဘယ်ရီသီးမှာဆိုလို့ရှိရင်အဟားအတက်များစွာပါဝင်ပါတယ်ကလေးကအသက်6လပြည့်ပြီးအစာလည်းကကောင်းစားနိုင်ပြီဆိုလို့ရှိရင်နော်စတော်ဘယ်ရီသီးကိုစပြီးကြည့်လို့ရပါပြီနောက်ပြီးကလေးကိုစတော်ဘယ်ရီသီးကျွေးတဲ့အခါမှာလည်းရေကိုတန့်စီအောင်ဆေးပြီးတော့အစစ်လေးတွေနဲ့အညာလေးတွေကိုလည်းဖယ်ဖို့မမေ့ပါနဲ့နော်ဒါဆိုလို့ရှိရင်ကလေးကိုစတော်ဘယ်ရီသီးကျွေးလို့ရှိရင်ရထားမယ်ကောင်းကျိုးလေးတွေကိုဆက်ပြီးတော့ပြပြပေးသွားပါမယ်နော် ပထမဦးဆုံးကတော့အစာစီစနစ်ကိုကျင်းပါစေပါတယ်။ Strawberry tea ဆိုလို့ရှိရင်ခလေးရဲ့အစာစီစနစ်ကိုကျင်းပါစေပြီးတော့အမြင်နဲ့ပါဝင်တာကလည်းခလေးကိုဝမ်းချုံမှုကနေရောကင်းစေပါတယ်။နောက်ပြီးတော့အစာစီစနစ်ထဲမှာရှိတဲ့အကျိုးပေးပတိရီယာတွေရှင်းတဲ့ဘောကိုလည်းအထောက်အကူပေးပါသေးရဲ့ရှင်။ နောက်ပြီးတော့ကိုခံအားကောင်းစေပါတယ်။စတော်ဘယ်ရီသီးမှာဗီတာမင်စီပါဝင်နေပြီးခလေးကိုကိုခံအားကောင်းစေဖို့အထောက်အကူပေးနိုင်သလိုယောဂဗိုလ်တွေဝင်ရောက်ကူးစက်တာမှုဖြစ်စေဖို့လည်းအထောက်အကူပေးနိုင်ပါတယ်။ဒါကြောင့်တသမမီလေးတို့ကိုကျမစေခြင်းနဲ့ဆိုလို့ရှိရင်တော့စတော်ဘယ်ရီသီးကိုကြေးပေးလို့ရပါတယ်။နောက်ပြီးတော့အရိုးတွေကိုတန်ပါစေပါတယ်။စတော်ဘယ်ရီသီးကဗီတာမင်စီကျေဝါပြီးကယ်ဆီယမ်ဆိုးယူမှုကိုကောင်းစေဖို့အထောက်အကူပေးနိုင်တာကြောင့် ကလေးကိုအယိုးရကြက်ငှိုက်တန်းဆန်းစေတယ်လို့အရင်အမှကောင်းစေဖို့ပါအထောက်ကူပေးပါရယ်။နောက်ပြီးရောခန္ဓာကိုယ်ကကိုလက်ရှင်ထွက်ရှိစေဖို့လည်းနှိုးဆော်ပေးပါသေးရဲ့ရှင်။နောက်တစ်ချက်ကတော့နှလုံးအကျံပါစေပါရယ်။စတော်ဘယ်ရီဒီမှာဗီတာမင် C နဲ့ဗီတာမင် B6 အမြင့်တက်နယ်ပိုတက်ဆီယံပါဝင်နေတာကလည်းနှလုံးကျန်းမာစေဖို့အထောက်ကူပေးနိုင်ပါရယ်။နောက်ပြီးတော့အမြင့်တက်ကြွယ်ဝစွာပါဝင်နေတာကလည်းသွေးရည်အဆီကိုကျစေပြီးတော့သွေးကြောလေးကိုကျန်းမာစေတာကြောင့်နှလုံးကိုကျန်းမာစေနိုင်ပါရယ်ရှင်။ နောက်တစ်ချက်ကတော့အုံနောက်ကျမ်းမာစေပါတယ်စတော်ဘယ်ရီတီးကခလေးရခန္ဓာကိုယ်တင်ကျန်းမာစေတာမဟုတ်ပါဘူးเนาะသူတည်းကြတဲ့ကိုထင်ကြီးပေးတယ်လို့အုံနောက်ဖွပြမှုကောင်းစေဖို့ဗားအထောက်ကိုပေးနိုင်ပါတယ်ဒါကြောင့်ခလေးရအုံနောက်ကိုကျန်းမာစေခြင်းနဲ့ဆိုလို့ရှိရင်เนาะစတော်ဘယ်ရီတီးကိုကြွေးပြလို့ရပါတယ်ရှင် နောက်ဆုံးချက်ကတော့အသားအရည်ကိုကျန်းမာစေပါတယ်။စတော်ဘယ်ရီသီးကဗီတာမင် E ပါဝင်နေတာကြောင့်ခလေးရဲ့အသားအရည်ကိုကျန်းမာစေဖို့အထောက်အကူပေးပါတယ်။နောက်ပြီးဗီတာမင် C ပါဝင်နေတာကလည်းအနာကျက်စေဖို့ရောအရည်ပြည့်စုံလာကင်းစေဖို့ပါအထောက်အကူပေးနိုင်ပါတယ်နော်။အခုပြပေးခဲ့တဲ့အရည်ကတော့ဘေဘီလေးတွေကိုစတော်ဘယ်ရီသီးကျင်းမယ်ဆိုလို့ရှိရင်ရရှိနိုင်မယ့်ကျန်းမာရေးအကောင်းကျိုးလေးတွေပဲဖြစ်ပါရဲ့နော်။ညီမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်။နောက်တဲ့ဗီဒီယိုမှာပြန်တွေ့ကြပါဘောနော်။